လိုင်သာယာရွှေလင်းပန်းစမှုဆောင် Home Tax အထည်ချုပ်ဆက်ယုံရှိမှာအလုတ်သမား250ဟာလောက်ခလစာတွေတိုးမြင့်ပေးဖို့တောင်းဆိုနေပါတယ်ဒီသတင်းကိုဒေါ်လှလဝင်းပေးပို့ထားပါတယ်ရှင်ရွှေလင်းပန်းစမှုဆောင်မှာရှိတဲ့ Home Tax အထည်ချုပ်ဆက်ယုံရှိမှာဒီဇင်ဘာလ18ရက်နေ့မနက်ကစပြီးအလုပ်သမားတွေကနေအချက်14ချက်စုပေါင်းတောင်းဆိုနေကြတာပါ။အရင်ဆုံးကတော့လစာကတော့9000ထပ်ပဲရှိ။9000လောက်ပဲရ ခုကတော့သူများယုံနေနေရှင်တော့ဂျုံကလာစားနေတဲ့အတွက်လိုချင်တာတော့တသိန်း2000လောက်တော့ပေါ့ကျင်တသိန်း2000တသိန်း2000အခုလိုတောင်းဆိုရမှာဒီဆက်ယုံဟာတခြားဆက်ယုံတွေထက်လောက်ခလာစားပိုနေနေပြီတနည်းလောကကို1100အထိရရှိဖို့အလုပ်သမားတွေကလိုလားနေကြပါတယ်သူတို့ကတောင်းဆိုတာပါเนาะသူတို့ဖြစ်ချင်တာကိုဒီဒေးကြီးကလည်းနဲတယ်လာတာကလည်းနဲတယ်ချိန်ဖို့ခေါ်ပြန်တော့လည်းနိုင်ွက်နားမပေးဘူးသူကအဲ့လိုမျိုးနှိမ့်နိုင်တာပေါ့အဲ့ဒါသူကလုံးဝမနှိမ့်နိုင်မနဲ့ပြန်လို့သူတို့နှင်ထုတ်ပါတယ်မနေ့ကတော့ လောအားကတိုးပေးဖို့ကိစ္စအပောင်းဝင်အချိန်ပိုထပ်ခေါ်ပါကနားချိန်ကိုမိနစ်30သတ်မှတ်ပေးဖို့နဲ့အကြောင်းမဲ့အလုံးမထုတ်ရေးတွေလည်းတောက်ဆိုခဲ့ပါတယ်။နေ့လယ်တနာရီမှာတော့အလုံရှင်တဲ့အလုံသမားညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပေမဲ့တင်းကြတဲ့သဘောတူညီချက်မရရှိဘဲနောက်နေ့တွေမှာဆက်လက်ညှိနှိုင်းမှုရှိနေပါတယ်။ကျွန်မလှလောင်ဝင်ပါ။